အားလုံးပဲမင်္ဂလာပါဓမ္မမိတ်ဆွေညီကောင်တို့မပေါင်းတို့ဂျွန်လာနဲ့ဆယ်ကိုရင်းနေဟာကျွန်တော်တို့ကက်ထရစ်အတင်းတော်ကြီးထဲမှာခရစ်ယုံကြည်ခြင်းရဲ့မှတ်ကျောက်တိုင်တစ်ခုအဖြစ်သင်စားခေါ်ဝေါ်ကြတဲ့ရှင်ပေထရုနဲ့ရှင်ပေါလုတို့ရဲ့ပွဲနေ့ညကိုကျင်းပနေကြပါတယ်ဒီပွဲနေ့ကြီးကိုကျင်းပခြင်းအားဖြင့်သူတို့ရဲ့ယုံကြည်ခြင်းတွေကိုစဉ်းစားထောက်ရှုပြီးတော့ ကျွန်တော်ရဲ့ခရိယံဘဝတက်တာမှာအင်မတန်မှအတူယူခွန်အားယူစရာဖြစ်တဲ့ပွဲနေဖြစ်ပါစေလို့ပထမဦးဆုံးနေနဲ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ရှင်ပေထရုဟာတငါတဲ့ဖြစ်တယ်။ရှင်ပေါလုကတော့ဖရဇူဖြစ်တယ်။ရှင်ပေထရုကိုယေရှုခရစ်တော်ဖျားရှင်ကိုယ်တိုင်ခေါ်ဆောင်ခဲ့တယ်။ရှင်ပေါလုကတော့အချင်းတရားပြောင်းလဲခဲ့တယ်။ရှင်ပေထရုရဲ့ယုံကြည်ခြင်းကို ဂျူးလူမျိုးဂျူးအတိုင်းဝိုင်းထံမှာအဓိကထားပြီးတော့ဟောကြားခဲ့တယ်။ရှင်ပေါလုကတော့ gentiles လို့ခေါ်တဲ့ဘာသာပတွေကိုဂျူးမဟုတ်တဲ့တခြားသောဘာသာပတွေကိုအဓိကထားပြီးတော့ခရစ်တော်ဖျားကြောင်းဟောပြောတည်တည်ခံခဲ့တယ်။ရှင်ပေထုကယုံကြည်ခြင်းရဲ့ကြောက်ဆောင်ဖြစ်သင်စားခေါ်ဝေါ်ပြီးတော့ရှင်ပေါလုကတော့ the greatest missionary အကြီးမြတ်ဆုံးသောတာနာပြုပုဂ္ဂိုလ်ဖြစ် ခေါ်ဝေါ်ကြတယ်သူတို့တွေဟာမတူညီတဲ့ background ကနေမတူညီတဲ့အခြေအနေကနေခေါ်ဝေါ်ခြင်းခံခဲ့ရပြီးတော့တူညီတဲ့ခရစ်တော်သခင်ရဲ့တာဒနာလုပ်ငန်းကိုလှုပ်ဆောင်ခဲ့ကြတယ်အဲ့တော့ကြောင့်မလို့သူတို့တွေဟာဘုရားသခင်ပေးသနာတဲ့ဒီယုံကြည်ခြင်းကို အဆုံးထိတိုင်အောင် အသက်တွေပေးပြီးတော့ရေဝန်းစွာဟောပြောတည်တည်ခံကြတယ် ထမအနေနဲ့ရှင်ပေထရီရဲ့ဘဝအသက်တာကို ပြန်ပြီးတော့ကြည့်မယ်ဆိုရင်ဒီနေ့ကျမ်းစာထဲမှာသခင်ယေရှုကရှင်ပေထရုကိုဗာပြောခဲ့လဲဆိုတော့တင်ဟာပေထရုဖြစ်တယ်ဒီကြောက်ဆောင်ပေါ်မှာငါရဲ့အသင်းတော်ကိုတည်ဆောက်မယ်ဆိုပြီးတော့ခရစ်တော်ယေရှုယေရှုဖျားတခင်က ရှင်ပေထရုကိုပြောခဲ့တယ်ဘာဖြစ်လို့အဲ့ဒီစကားကိုပြောခဲ့လဲဆိုတော့ ခရစ်တော်ယေရှုဖျားရှင်ပေါ်မှာထရှိခဲ့တဲ့ရှင်ပေထရုရဲ့ယုံကြည်ခြင်းကိုတည်တဲ့အတွက်ကြောင့်မလို့ဖျားသခင်ကသူ့ကိုတမန်တော်တွေရဲ့ခေါင်းဆောင်ဖြစ်သူ့ရဲ့ရရာကိုပေးခဲ့တယ်။အဲ့ဒီတဲ့ကြောင့်မလို့ခရစ်တော်ဖျားသခင်ရွေးကောက်ခဲ့တဲ့ရှင်ပေထရုဟာဒီယုံကြည်ခြင်းလမ်းစဉ်ကိုရှောက်လန်းနေတဲ့ချိန်မှာပြည့်စုံတဲ့လူမဟုတ်ပါဘူး။ဖျားသခင်ကခေါ်ခဲ့တယ်။ဒါပေမဲ့လည်း အားနေတဲ့အတွက်ကြောင့်မလို့တခါတလေဖျားသခင်ကိုဆွန့်လွတ်ခဲ့တယ်။တခါတလေဖျားသခင်ကိုညှင်းပယ်ခဲ့တယ်။ဒါပေမဲ့လည်းအဆုံးထိတိုင်အောင် နောက်ဆုံးမှာသူ့ရဲ့အသက်ကို ပေးပြီးတော့ခရစ်တော်သက်စတေခဲ့တယ်။ခရစ်တော်သက်သူ့ရဲ့အသက်ကိုပေးပြီးတော့လူတွေကိုသူ့ရဲ့ယုံကြည်ခြင်းကိုတည်တည်ခံဝန်ခံခဲ့တယ်။ဒုတိယပုဂ္ဂိုလ်ဖြစ်တဲ့ရှင်ပိုလူအကြောင်းကိုပြန်ပြီးတော့ကြည့်မယ်ဆိုရင်ဒီနေ့ဒုတိယကျမ်းစာမှာပြောခဲ့သလိုမျိုးပဲတိမောသေ ကိုရေးတဲ့အထက်မှာရှင်ဘောလူကဘာပြောလဲဆိုတော့ငါဟာဒီလောကကိုစွန့်ခွာရမယ့်အချိန်ရောက်တယ်။ဒါပေမဲ့လည်းအကောင်းဆုံးသောတိုက်ပွဲကိုဆင်နွှဲခဲ့တယ်။ငါရဲ့ယုံကြည်ခြင်းကိုမယိမ်းမယိုင်ပဲစောင့်ရှောက်ခဲ့တယ်။ဒီပြိုင်ပွဲကိုငါအကောင်းမွန်ဆုံးပြီးခဲ့တယ်လို့သူ ပြောခဲ့တယ်။နောက်ပြန်နောက်ဆုံးမှသူဘာပြောလဲဆိုတော့ဒီလိုမျိုးနောက်ဆုံးထိ ဒီယုံကြည်ခြင်းကိုတည်ကြည်ခိုင်မြဲအောင်ဘာဖြစ်လို့လှုပ်ဆောင်နိုင်လဲဆိုတော့ငါရဲ့ဘဝမှာခရစ်တော်ဖျားရှင်တည်ရှိတဲ့အတွက်ကြောင့်မလို့ဒီအရာတွေကိုဟောပြောတက်တည်ခံနိုင်ခဲ့တယ်ဒီအရာတွေကိုဒီယုံကြည်ခြင်းကိုအဆုံးသတ်တိုင်အောင်မြဲမြံပြီးတော့တည်ဆောက်နိုင်ခဲ့တယ်အဆုံးသတ်တိုင်အောင်ဒီယုံကြည်ခြင်းကိုလိုက်နိုင်ခဲ့တယ်လို့သူကဝန်ခံခဲ့တယ်ပြောချင်တာသူ့ရဲ့ဘဝအသက်တာမှာအခက်အခဲပေါင်းများစွာ ထောင်ပေါင်းများစွာတော့အခက်ခဲတွေကိုရင်ဆိုင်ခဲ့ရတယ်။ဖန်စီခြင်း၊မြင်ပနှိပ်စက်ခြင်းတင်ပေါ်နဲ့သွားတဲ့ချိန်မှာတင်ပေါ်တွေပြက်ပြီးတော့အစာရေစာပြက်လက်ခြင်းစတဲ့ထောင်ပေါင်းများစွာတော့ဒုက္ခခက်ခဲတွေရင်ဆိုင်ခဲ့တယ်။ဒါပေမဲ့လည်းသူယုံကြည်တာသူရဲ့ဘေးနားမှာခရစ်တော်ဖျားခင်ကတည်ရှိတဲ့အတွက်ကြောင့်မလို့ဒီအရာတွေကိုသူကြော်လွှားနိုင်ခဲ့တယ်လို့သူ ဝန်ခံခဲ့တယ်ဟောကြားခဲ့တယ်ဓမ္မမိတ်ဆွေညီကိုမောင်နှမပေါင်းတို့ကျွန်တော်တို့ခရိယံဘုရားအသက်တာရဲ့ယုံယုံကြည်ခြင်းမှကြောက်တိုင်ဖြစ်တင်စားခေါ်ပေါ်ကြတဲ့ရှင်ပေထရုနဲ့ရှင်ပေါလုရဲ့ပွဲနယ်ကိုချင်းပါနေတဲ့အချိန်မှာကျွန်တော်ရဲ့ယုံကြည်ခြင်းအသက်တာကိုပြန်ပြီးတော့စဉ်းစားဖွင့်တဲ့ကောင်းဆုံးသောအချိန်ဖြစ်ပါတယ်ကျွန်တော်ရဲ့ယုံကြည်ခြင်းဟာဘယ်လောက်ထိမြဲမြံခိုင်မြဲပြီလဲ ကျွန်တော်ယုံကြည်ခြင်းဟာတကယ်ပဲခရစ်တော်ဖျားရှင်ပေါ်မှာအဆုံးသတ်တိုင်အောင်တည်မြဲနိုင်ဖို့ခွန်အားအင်အားရှိပြီလားကျွန်တော်ရဲ့ယုံကြည်ခြင်းအားနည်းနေတဲ့အချိန်မှာခက်ခဲတွေရင်ဆိုင်နေရတဲ့အချိန်မှာဘုရားသခင်ကိုကျွန်တော်ရဲ့ဘဝမှာဖိတ်ခေါ်နေလားဆိုတဲ့အရာကိုပြန်ပြီးတော့သုံးသပ်ဖွယ်တဲ့ဖြစ်တယ်။ငါဟာဘုရားသခင်ကိုယုံကြည်တယ်လို့ဗဇက်ကနေဝန်ခံပြောဆိုဖွယ်ရတဲ့လွဲကူပေမဲ့လည်းကျွန်တော်ရဲ့ဘဝအတ္တမှာ ကျွန်တော်တို့နေ့စဉ်နေ့တိုင်းအသက်ရှင်နေထိုင်နေနေတဲ့အချိန်မှာအသက်ရှင်တဲ့ဖျားသခင်ကိုယုံကြည်တဲ့သူတယောက်နေဖြစ်တက်တေခံနေလားယုံကြည်သူတယောက်နေဖြစ်ကျွန်တော်ဘဝအသက်ရှင်နေထိုင်နေလားဆိုတဲ့အရာကိုအမှန်တမ်းမှသုံးသပ်ဖို့ရန်တဲ့ခောက်ပါတယ်ဖျားကိုယုံကြည်တဲ့လူနဲ့ဖျားကိုယုံကြည်မယုံကြည်တဲ့လူတွေရဲ့အသက်တာကွဲပြားခြားနားနေရမယ် အသက်ရှင်တဲ့ဘုရားသခင်ကိုယုံကြည်ပြီးတော့ကျွန်တော်ရဲ့ဘဝအသက်တာဟာသူများတွေတဲ့အတူယူစရာသူများတွေတဲ့ခွန်အားတစ်ပွဲသူများတွေရဲ့တဲ့မျောလင်းခြင်းကိုမပေးဘူးဆိုရင်ကျွန်တော်တို့ယုံကြည်နေတဲ့ဘုရားသခင်ကကျွန်တော်တို့ဘဝမှာအသက်မရှင်သေးဘူးလို့ကျွန်တော်တို့ပြောလို့ရတယ်ဘုရားသခင်ကိုယုံကြည်တယ်လို့ပြောဖို့ရတဲ့လွယ်တော်ညာလဲကျွန်တော်ရဲ့ဘဝအသက်တာမှာဘုရားသခင်ရဲ့ယုံကြည်ခြင်းဟာကျွန်တော်ရဲ့ နေ့စဉ်တက်တာဘဝမှာတက်တဲ့ခံနေပြီလားဆိုတော့ကိုသုံးသက်စရာကောင်းတဲ့အချိန်လည်းဖြစ်တယ်ကျွန်တော်တို့ဟာရှင်ပေထရုနဲ့ရှင်ပေါ်လူလိုမျိုးကျွန်တော်ရဲ့ဘဝတက်တာကိုခရစ်တော်အတွက်အသေးခံဖွင့်ရန်အတွက်ဖြစ်ချင်းကောင်းဖြစ်ပါလိမ့်မယ်ဖြစ်ဖို့ရန်အတွက်အခွင့်အရေးနေနေပါပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့နေ့စဉ်တက်ရှင်နေထိုင်တဲ့အချိန်မှာဖះရတရားကိုယုံကြည်တဲ့လူတယောက်အဖြစ်နေထိုင်နေလား ပြောဆိုနေလားဆိုတဲ့အရာကိုပြန်ပြီးတော့သုံးသပ်ဖွင့်တဲ့ကောင်းတယ်။အစာရေးဆရာဂျော်ဒန်ပီတာဆန်ရေးတဲ့စာအုပ်ထဲမှာကျွန်တော်ရဲ့ဘဝအတွက်စီမင်းဆယ်နှစ်ခုဆိုပြီးတော့ပေးထားတဲ့စာအုပ်ထဲမှာ तू နံပါတ်၈စီမင်းထဲမှာ तू ဘာပြောလဲဆိုတော့ tell the truth at least don't lie အမှန်တရားကိုပြောပါလေ။ အနည်းဆုံးတော့အမှန်တရားကိုမပြောနိုင်ရင်တောင်မှလေလိညာချင်းကိုမပြောပါနဲ့လေဖျားသခင်ကိုယုံကြည်တဲ့လူတွေလို့ပြောတဲ့ကျွန်တော်တို့တွေဟာအမှန်တရားကိုဟောပြောတက်တိခံပွင့်တဲ့ဖိတ်ကြားခြင်းခံခဲ့ရတယ်ရှင်ပေထုနဲ့ရှင်ပေါလုလိုမျိုးကျွန်တော်ရဲ့ဘဝအတ္တနဲ့အမှန်တရားကိုတက်တိခံပွင့်တဲ့ခရစ်တော်ဖျားသခင်ရဲ့တည်ငောင်းကိုကြီးညာဟောပြောပွင့်တဲ့ဖိတ်ခေါ်ခြင်းခံခဲ့ရတယ် ဒါပေမဲ့မမေ့ဖို့တခါတလေအမှန်တရားတွေကိုဟောဖို့ရန်အတွက်မလုံနိုင်တဲ့အချိန်မှာအ ਨੇ အဆုံးတော့လိညာခြင်းသူတဘွားကိုလိညာပြီးတော့မပြောဆိုဖို့ရန်အတွက်ကျွန်တော်တို့အထုဂတိကြည့်ရမှာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လိညာခြင်းဆိုတာတခါတလေကျွန်တော်ရဲ့ကိုချင်းတရားတွေကိုညော့နှဲစေတယ်။ကျွန်တော်ရဲ့ယုံကြည်ခြင်းဘဝအတ္တကိုအားနှဲစေတယ်။ ဲ့ဒါကြောင့်မလို့ဒီနေ့ကျင်းပတဲ့ရှင်ပေထရုနဲ့ရှင်ပေါလုတို့ရဲ့ဂျာဝင်စွတောင်းခြင်းအားဖြင့်ကျွန်တော်ရဲ့ခရိယံဘဝတသက်မှာခရစ်တော်ဘုရားရှင်ကိုပို့ပြီးတော့ယုံကြည်တဲ့ဝင်လာနိုင်ဖွယ်အတွက်ကျွန်တော်ရဲ့ယုံကြည်ခြင်းကိုပို့ပြီးတော့မြဲမြံစေဖွယ်အတွက်စွတောင်းကြရအောင်သူတို့နေရာနဲ့တစင်းဘုရားသခင်ကျွန်တော်ရဲ့ဂျေစုပြန်ပေးဖွယ်အတွက်ဘုရားရဲ့တရားကိုတည့်တည့်ခံနေတဲ့အချိန်မှာမှန်မှန်ကန်ကန်နဲ့အသက်ရှင်နေတိုင်းဖွယ်ရန်အတွက်လိုအပ်ပါတယ် မမှန်ကန်ကန်အသက်ရှင်နေထိုင်မှသာလေဖရာသခင်ကကျွန်တော်ရဲ့ဘဝအသက်တာမှာတည်ရှိတယ်ဆိုတဲ့အရာကို သူများတွေကိုဟောပြောဝေမျှလို့ရမှာဖြစ်တယ်။အဲ့တကြောင့်မလို့ကျွန်တော်ရဲ့ယုံကြည်ခြင်းဟာဘယ်လောက်ထိရှိပြီလဲကျွန်တော်တို့တတ်သိခံတဲ့ဘဝတက်တာဟာဖရာသခင်အတွက်ဖြစ်တာဒါမှမဟုတ်ဖရာတရားမရှိတဲ့ယုံကြည်သူတယောက်နဲ့ဖြစ်အသက်ရှင်နေထိုင်လားဆိုတာကိုဒီနေ့ သုံးသပ်ကြရအောင်ဖျားစီမှာလည်းဆုတောင်းကြရအောင်ယုံကြည်ခြင်းကျေးဇူးတော်တွေကိုပေးပို့ရတဲ့ဖြစ်တယ်နော်ဒမော့စကနောက်ဆုံးမတည်ခင်ပါပြောခဲ့လဲဆိုတော့သူ့ရဲ့ဘဝမှာလူငယ်တွေတဲ့အများကြီးလှုပ်ဆောင်ခဲ့တယ်ဒါပေမဲ့လည်းသူနောက်ဆုံးစကားတစ်ခုပြောခဲ့တယ်ငါသာဖျားသခင်ကိုအများကြီးယုံကြည်ခဲ့မယ်ဆိုရင်အခုလောက်တာတဲ့အစပေါင်းများစွာပို့ပြီးတော့လောက်နိုင်မယ်လို့သူပြောခဲ့တယ်။ဖျားသခင်မှာဒါ ီသက်ပို့ပြီးတော့ယုံကြည်ခြင်းသူရှိခဲ့မယ်ဆိုရင်လူငယ်တွေတက်အများကြီးလှုပ်ဆောင်နိုင်ခဲ့ဖြစ်တယ်အဲ့တဲ့ကြောင့်မလို့ကျွန်တော်တို့ယုံကြည်ခြင်းဟာကျွန်တော်တို့ရဲ့လက်တွေလှုပ်ဆောင်ခြင်းအပြင်ပေါ်ချူလို့ရတယ်ကျွန်တော်တို့ဖျားသခင်မှာဘယ်လောက်ယုံကြည်လဲဆိုတဲ့အရာကိုကျွန်တော်တို့နေ့စနေ့တိုင်းမှာဘယ်လောက်တက်တည်ခံနေလဲမမှန်ကန်ကန်နဲ့နေထိုင်နေဆိုတဲ့အရာကိုအပြစ်လဲပိုင်းတားလို့ရပါတယ်